ဒွဲမနေကြဘူးလို့ညင်းနေကြပြီမယ်ဆန်ဆိုင်ကလည်းရဲ့ရှိုးပွဲမှာအတူရှိနေပေးခဲ့တဲ့ဘိုးမမီတာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Celebrity Insider Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရရှင် ဘိုးမမီတာကတော့ချက်စီယာအပြုံနှလားလေးတွေနဲ့ဆီယံဝင်မင်းမီချောလေးအဖြစ်ကိုအနုပညာလောကမှာအောင်မြင်လာခဲ့တာဖြစ်ပါတယ်။ဘိုးမမီတာက မော်ဒယ်တယောက်အနေနဲ့စတင်ခြေချခဲ့ပေမဲ့စစိုင်းခမိုင်ကသူ့ရဲ့အချစ်ရိုမန့်ဇာတ်ကားကြီးဖြစ်တဲ့ဘရောက်ကားရဲ့ဂီတရုပ်ရှင်မှာဘိုးမမီတာကိုဆင်တင်ပေးခဲ့တာပါ။ဒါကြောင့်လဲဘိုးမမီတာကအနုပညာလောကမှာခြေချနိုင်ခဲ့ပြီးတော့မင်းမီတယောက်ဖြစ်လာခဲ့ပါတယ်။စစိုင်းခမိုင်ရဲ့ romantic ဆန်တဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာဘိုးမမီ တာကိုသာအမြဲတွေ့ရတတ်တာမို့အားလုံးကသူတို့နှစ်ယောက်မယိုးဘူးဆိုပြီးတော့ထင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့ဘိုးမမိသားနဲ့စဆိုင်ခဲလိုက်တော့တော့တယောက်နဲ့တယောက်တွဲနေကြတာမဟုတ်ဘဲအရန်ကိုယဉ်နေကြတဲ့မိဆွေတွေလို့သာအမြဲဖြည့်ရှင်းတာဖြစ်ပါတယ်။ဘိုးမမိသားရဲ့အနုပညာအလုပ်တွေဆိုလဲစဆိုင်ခဲလိုက်ရအကြံပေးတဲ့အထိယဉ်နေကြတာလို့သာဖြည့်ရှင်းထားတာဖြစ်ပါတယ်။ဒါပေမဲ့နှစ်ယောက်သားရဲ့ဆက်ဆံရေးကတာမန်ထက်ကိုပိုနေခဲ့တာကိုတဖြည်းဖြည်းနဲ့ရိမ့်မိနေကြတာဖြစ်ပါတယ်။ ပေးခဲ့တဲ့ရက်မှာစံဆိုင်ခန်းလိုင်က ွေနေ့အမတ်တရအရှိုးပွဲနေနဲ့ရန်ကုန်ကဟိုတယ်တစ်ခုရဲ့ဘားမှာပွဲကျင်းပခဲ့တာဖြစ်ပါတယ်။ဇန်ဇန်ကလိုင်ကတကူတော့ရှိုးပွဲမလုပ်တာကြပြီးမို့အားပေးတဲ့သူတွေလည်းတော်တော်လေးကိုများခဲ့တာဖြစ်ပါတယ်။ကွင်းပြေကွင်းရှံအားပေးကြတာလည်းဖြစ်ပါတယ်။ဒါအပြင်ဇန်ဇန်ကလိုင်ကလည်းထုံးစံအတိုင်း stage performance ကလည်းအရန်ကိုမိမိုက်နေတာဖြစ်ပါတယ်။အဲဒီဖြော်ပြပွဲကိုဘိုးမမီတာကလည်းလာပြီးတော့အားပေးနေခဲ့တာဖြစ်ပါတယ်။ဘိုးမမီတာက VIP အထူးတန်းကနေစစိုင်းခန်းလိုင်းကိုအားရပါရအ ားပေးနေကြတာဖြစ်ပါတယ်။စစိုင်းခန်းလိုက်ရဲ့တခြင်းတွေကိုတပုတ်ပြီးတပုတ်လိုက်ဆိုပြီးတော့အားပေးနေတာကြောင့်ပွဲမှာရှိတဲ့ပရိသတ်တွေကဗီဒီယိုတွေရိုက်ထားကြတာလည်းဖြစ်ပါတယ်။ဘုံမမိတာကကလေးလေးတယောက်လိုလွတ်လပ်ပေါ်ပါစွာတခြင်းနေလိုက်ဆိုရင်းနဲ့အားပေးနေကြတာဖြစ်ပါတယ် ဗီဒီယိုလေးကိုကြည့်ရတဲ့သူတိုင်းကတော့ချစ်သူကောင်လေးကိုအားလာဖြစ်ပြီးနေတဲ့ချစ်သူကောင်မလေးနဲ့တူတယ်ဆိုပြီးတော့ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။ဘိုးမမီသားကအရှိုးဝဲဆလဲဆုံးအကုံအားပေးပြီးတော့မှသာပြန်သွားခဲ့ရလည်းဖြစ်ပါတယ်။မကြခင်မှာဆိုရင်စိုင်းခန်းလိုက်ကိုယ်တိုင်စီစဉ်ရိုက်ကူးထားတဲ့ပြင်စလမိုးရုပ်ရှင်ဇာတ်ကားကြီးကလည်းရုံတင်တော့မှာဖြစ်ပါတယ်။ပြင်စလမိုးရုပ်ရှင်ဇာတ်ကားကြီးမှာစိုင်းခန်းလိုက်ကဘိုးမမီသားနဲ့အပီအပြင်ကိုရိုးသွားမှာဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ညရှိုးဝဲမှာအရိယုတ်ရှင်ရဲ့ဇာတ်ဝင် င်ကြီးတွေကိုလည်းစကိုင်းခန်းလိုင်းကတိဆိုပေးခဲ့ပါတယ်။ဒါအပြင်နောက်မှလည်းဘိုးမမီတာရဲ့ပုံရိပ်လေးတွေနဲ့ပြသထားခဲ့တာဖြစ်ပါတယ်။ဘိုးမမီတာက ရုပ်ရည်ရလဲပြောစရာမလိုအောင်ချောသလိုအပြစ်အနာစာကင်းသူဖြစ်တာမို့စကိုင်းခန်းလိုင်းနဲ့သဘောတူကြတာလည်းဖြစ်ပါတယ်။တချို့ကလည်းစကိုင်းခန်းလိုင်းကဝင်းမုံရွှေကြီးကိုမရလို့ရုပ်စင်တဲ့သူကိုရွေးချယ်ရလို့ပြောဆိုနေကြတဲ့အထီးပါပဲ။ ပြောရမယ်ဆိုရင်တော့တကယ်လည်းပဲဘိုးမမိသားနဲ့ဝင်းမုံရွှေတို့ကရုပ်ဆင်တယ်လို့ဖြစ်နေရပါတကယ်ပဲသူတို့နှစ်ယောက်ချစ်သူတွေဖြစ်နေမလားဆိုတာကိုတော့ဂាយကန်ရှင်တွေလွယ်ပြီးတော့မသိနိုင်ကြတာမို့သူတို့ဘက်ကဖွင့်ပြောလာမှသာသိနိုင်မှာဖြစ်ပါတယ်ပရိသတ်ကြီးရောစတိုင်းခန့်လိုက်နဲ့ဘိုးမမိသားတို့တွဲနေကြတယ်လို့ထင်လားဆိုတာကောမန့်လေးထဲမှာပြောပြပေးခဲ့ပါဦးအစုံတီကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်